안녕하세요. 배우 서리나입니다. 서인아 장 때문에 뛰 시체. 내년 두고 와. စော်ရင်အားကိုစူဝမ်ကယောင်ပြည်နယ်မှာ1996ခုနှစ်ကငွေးဖွားခဲ့ပါတဲ့အရက်169စင်တီမီတာရှိပြီး50ကီလိုဂရမ်ရှိကတရုတ်ဆောင်အသက်9နှစ်ကျော်ပြီဖြစ်ပါတယ်။ငယ်စဉ်အချိန်ကစလို့မင်းသမီးဖြစ်ဖို့အတွက်စော်ရင်အားထံမှာဝတ်တဝါဆန္ဒရှိခဲ့တာပေါ့။သူ့ရဲ့ပထမဆုံးလူရွေးပွဲကိုအလဲရန်ကျောင်းသူဘဝမှာလည်းအောင်မြင်ခဲ့တယ်။ဒါပေမဲ့သူ့အေဂျင်စီကတော့သူ့ကိုမင်းသမီးထက်အိုင်ဒေါ်လုပ်ဖို့အကြံပြုခဲ့တယ်။တို့ပေမဲ့တရုတ်ဆောင်ဖြစ်ဖို့ဆန္ဒကိုဆုံးလုပ်ဖို့တော့မတိုက်တွန်းခဲ့ပါဘူး။တရုတ်ဆောင်တယောက်ထက်အဆိုတော်ဖြစ်ဖို့ကပိုလေကူလေလို့ပဲသူ့ကိုအကြံပေးခဲ့ကြတယ်။ဒါ ာကအတိတ်ပဲရှိတယ်လို့ပြောရမယ်။အိုင်နောအဖြစ်ကနေတရုတ်ဆောင်ဘဝကိုကုလသူတွေအများပြားလဲရှိနေတယ်မို့လား။ဒီလိုနဲ့သူ့ရဲ့အိုင်နောတင်နန်းသူဘဝဟာစတင်လာခဲ့တယ်။ ပိုလေးချိန်ချခြင်းအိုင်နောတင်နန်းသူဖြစ်လာခြင်းစော်အင်အားအတွက်အ우ဆုံးတွေ့ရတဲ့ဒုက္ခကတော့ဝေးချက်ရခြင်းပေါ့အေဂျင်စီရဲ့အလေးချိန်ကန့်သတ်မှုကသူတင်တာထက်ပိုပြီးခက်ခဲနေခဲ့တယ်။အထက်တန်းကျောင်းသူဘဝမှာပဲအဆောင်မှနေထိုင်ဖို့သူပြောင်းရွေ့ခဲ့ရတယ်။ထိုချိန်ကသူနဲ့အရင်းနှီးဆုံးတငယ်ချင်းကကာရာဖွဲ့ရဲ့ဟောရောင်ကြီးပေါ့တင်နန်းသူတွေအထက်အစာစားခြင်းစိတ်ကိုသူတို့နှစ်ယောက်အထင်းချုပ်ရဆုံးပဲ။ဒီနေ့တော့ညစာစားချိန်မှာရောင်ကြီးကသူ့ကိုပြေးဖို့ပြောလာတယ်။အဲ့ဒီအချိန်ရောင်ကြီးကသူ့အိတ်ထဲမှာဆူရှီကိုစားဖို့ဖွက်လာခဲ့တယ်တဲ့။တခါကလည်းသူတို့နှစ်ယောက် CCTV ကိုရှောင်ဖို့လေးချိန်ခံလုပ်ချင်အောင် င်စွမ်းကအပြင်းထွက်ပြီးစက်သားကျော်ကိုဖွက်စားခဲ့တဲ့၃နှစ်တာလောက်တင်နန်းသူဘဝနဲ့တူနေထိုင်ခဲ့ရပေမယ့်ကန်ခေချင်တော့သူ့ရဲ့ပွဲဦးထွက်အစီအစဉ်ဟာဖြတ်သိမ်းခံခဲ့ရတယ်။ထိုကာလကအေဂျင်စီရဲ့အတွင်းရေးတည်တနာတွေနဲ့တင်နန်းသားတွေကိုအလွန်အမင်းတင်းကျပ်မှုတွေကြောင့်တင်နန်းသားအလုံးကစွန့်ခွာသွားကြတယ်။စော်ရင်အာအနေနဲ့လည်းကောလိပ်ဆက်တက်ဖို့ဆုံးဖြတ်ကဟစ်ဟော့ကကိုပေါင်းဆက်ထားတဲ့ထူးခြားတဲ့ကောက်ွက်ကိုဖန်တီးခဲ့တယ်။ဒီထူးခြားမှုကြောင့်ကျောင်းဝင်ခွင့်ကိုဖြေဆိုခဲ့ရပြီးစိုးအမှုပညာတက္ကသိုလ်ရဲ့တရုတ်ဆောင်ဌာနသို့ဝင်ခွင့်ရခဲ့တယ်။သူပြောတာတော့ဟစ်ဟော့စတိုင်အကနဲ့ပွဲဦးထွက်ခွင့်မရခဲ့ပေမဲ့တင်နန်းသူအဖြစ် သူဖြတ်တန်းခဲ့ရတဲ့၃နှစ်နဲ့၉လတာကာလအတွက်နှမျောနောင်တာသူမှမရှိခဲ့ပါဘူးတဲ့ တရုတ်ဆောင်အဖြစ်ကူးပြောင်းခြင်းဆိုအမှုပညာတက္ကသိုလ်ဝင်ခွင့်ရတဲ့စော်ရင်အားဟာသူ့ရဲ့ကုမ္ပဏီဟောင်းနဲ့စာချုပ်အဆုံးသက်ကတရုတ်ဆောင်ဘဝကိုစတင်လာခဲ့တယ်ဒီလိုနဲ့လူရွေးပွဲများစွာကိုဝင်ရောက်ဖြေဆိုခဲ့တာပေါ့ဖြစ်ချင်တော့သူ့မှာတီးတန့်စတိုင်လေးမရှိခဲ့သလိုအလှပြင်ဆိုင်သွားနေတာကပတ်စံဖြုံးယုံလို့ထင်ခဲ့တာပေါ့အားလုံးကိုသူကိုယ်တိုင်ပဲပြင်ဆင်ခဲ့တယ်ဒီနေ့တော့ခက်ကြမ်းကြမ်းဇက်ကောင်အတွက်လူရွေးပွဲကိုသွားတဲ့အခါအဲ့ဒီအချိန်ခေစားနေတဲ့ဂျင်းမှုဆောင်ကိုစော်ရင်အားဝတ်သွားခဲ့တယ်မထင်မှတ်ထားပဲလူရွေးပွဲပြီးသွားတဲ့အချိန်မှာသူ့ကိုရည်ရွယ်ပြီးပြစ်တင်ပြောဆိုမှုကိုကြုံလိုက်ရတယ်ဘာလို့ဂျင်းမှုဆောင်ကိုဝတ်ခဲ့တာ လဲသူ့ကိုသူအီဂိုရီများထင်နေလားမသိဘူးဆိုပြီးတော့ပေါ့သူ့အနေနဲ့အရန်ကိုအရှက်ရသွားခဲ့ပြီးအခန်းတကားကိုပိတ်ကာထွက်ခဲ့တယ်သူ့ရဲ့လက်တွေလည်းတုံရင်နေခဲ့တာပေါ့ဒါပေမဲ့တရုတ်ဆောင်ရွေးပွဲဝင်ပြိုင်မှုကိုတော့သူမရက်တန့်ခဲ့ပါဘူးနောက်ဆုံးတော့2015မှာထုတ်လွှင့်တဲ့ producer ဇလန်းမှာရွေးချယ်ခံခဲ့ရတယ် IU ကိုမကြိုက်တဲ့အထက်တန်းကျောင်းသူအဖြစ်မထင်မရှားဇက်ကောင်နေရာကပေါ့ဇက်ကောင်ကတေးငယ်တယ်ဆိုပေမဲ့သူ့ရဲ့ထင်ရှားတဲ့အသွင်အပြင်ကြောင့်ကြီးစုသူတွေရဲ့အာယုံဆိုင်မှုကိုရရှိခဲ့ပါတယ်ပါးရိုက်ကောင်းသူ စော်အင်အားကဂျိုယောင်နန်ကိုပားရိုက်ခဲ့မှုတဲ့အတိတ်ရှိလေရဲ့ KBS ကထုတ်လွှင့်တဲ့မိမိကိုယ်ကိုလေ့လာခြင်းအစီအစဉ်မှာသူပါဝင်ခဲ့မှုတဲ့အစီအစဉ်တင်ဆက်သူလီကယောင်ကယူကဂျိုဝက်ကင်မရာကိုစီစဉ်ခဲ့တယ်ဒီဂျိုဝက်ကင်မရာကဂျိုယောင်နန်ကိုဥတီပြီးစော်အင်အားကလည်းအားဖြည့်ပါဝင်ပေးခဲ့တယ်စော်အင်အားကတရုတ်ဆောင်ဖြစ်ဖို့စိတ်အားထက်သန်သူအနေနဲ့သူ့ရဲ့လူရွေးပွဲမှာအောင်မြင်မှုအတွက်စိုးရိမ်မှုအကြောင်းဂျိုယောင်နန်ထံကအကြံတောင်းခဲ့ပါတယ်ဂျိုယောင်နန်ကစော်အင်အားနဲ့အတူသမီးစားဆက်ကွက်တရုတ်ဆောင်ကသူ့ရဲ့တရုတ်ဆောင်မှုကိုအကဲခတ်မယ်လို့ပြောခဲ့တယ်ဟောက်ပြန်တဲ့ချစ်သူကောင်လေးကိုကောင်မလေးကအပြစ်ပေးတဲ့ဆက်ကွက်မျိုးပေါ် ော့စော်အင်အားကငါ့အပေါ်ပါလို့ဟောက်ပြန်ရတာလေလို့ပြောကဂျိုယောင်နယ်ရဲ့ပါးကိုတကယ်ပဲရိုက်ချလိုက်တယ်အားနဲ့ပါးရိုက်ခံလိုက်ရတဲ့ဂျိုယောင်နယ်မှာတော့ကြောင်တောင်တောင်ဖြစ်သွားလို့ပေါ့ဒီဖြစ်ရဲ့အပြီးမှာဂျိုယောင်နယ်ကစော်အင်အားရဲ့တရုတ်ဆောင်မှုအပေါ်ချီးမွမ်းခဲ့ပြီးဒီရုတ်တံအပိုင်းကလေးနှွေးထွေးစွာအဆုံးသတ်ခဲ့တယ်ဒီအပိုင်းကိုထုတ်လွှင့်ပြီးချိန်စော်အင်အားဟာရေပန်းစားလာကဂျိုယောင်နယ်ကိုပါးရိုက်တဲ့ကောင်မလေးဆိုကအချိန်နဲ့တပြေးညီရှာဖွေမှုမှာထိတ်ဆုံးဖြစ်လာတယ် နူထွားလေးစော်အင်အားအကြောင်းပြောရမှာပါရိုက်ကောင်းသူဆိုတာထက်နူထွားလေးလို့ပိုဖော်ပြကြတယ်2010ဆိုဂီတာစုပေးပွဲမှာကောစောနီတင်ဆက်သူအဖြစ်ပါဝင်ခဲ့တဲ့စော်အင်အားဟာလေဟိုက်ဝစ်ဆုံနဲ့ပါဝင်လာခဲ့ပြီးသူရဲ့ဖွင့်ထွားတဲ့ခန္ဓာကိုယ်အလှကိုအသားပေးဖော်ပြခဲ့ကြတယ်နောက်ပြီးလူပြောအများဆုံးအကြောင်းအရာလေးဖြစ်လာတယ်ထိုစဉ်ကစော်အင်အားရဲ့ကနဝင်ဝစ်ဆုံဆိုတဲ့ပုံရိပ်တွေဟာအင်တာနက်အတွင်းမှာပြန့်နှံ့သွားကာပိုရီတာရိုရဲ့နှလုံးသားကိုဖန်ဆားခဲ့တယ်ရုပ်သံအစီအစဉ်မှာပါဝင်လာတဲ့စော်အင်အားကသူ့ရဲ့ရင်သားနဲ့ပတ်သက်ပြီးမတတ်မတာဖြစ်မိတဲ့အကြောင်းကိုဖွင့်ဟဘူးတယ်သူအထက်တန်းရောက်ချိန်မင်း လေးចောင်းဝတ်စုံဝတ်ခဲ့ပေမဲ့အရန်ကိုတင်းကျပ်ကအသက်ရှူမဝဖြစ်ခဲ့လို့ယောက်ျားလေးចောင်းဝတ်စုံကိုဝယ်ဝတ်ခဲ့ရတယ်လို့ဆိုတဲ့တခါကလည်းသူရေချိုးနေတဲ့အချိန်ငုံကြည့်တဲ့အခါတခုခုကမြင်ကွင်းကိုကာထားလို့အောက်ကိုမမြင်ရဘူးလို့သူပြောဘူးလေရဲ့ KBS ABF ရဲ့နေ့စဉ်ဇလန်းတွေနေသားမဲမနက်ဖြန်မှာစော်ရင်အားရဲ့ပထမဆုံးဇက်ဆောင်ဘဝကိုစတင်ခဲ့တယ်။နှာ၁၄ရာခိုင်နှုန်းနဲ့အမြင့်ဆုံးကြီးစုမှုရခဲ့တဲ့ဒီဇလန်းနဲ့အတူသူကိုယ်တိုင်လည်းထင်ရှားမှုကိုရရှိလာတဲ့ရလတ်အနေနဲ့2018မှာ19အတွင်း KBS ရဲ့ပိတ်ရက်ဇလန်းတွေလှတဲ့အချက်နဲ့စမ်းတဲ့ဘဝ2019မှာအဓိကဇက်ဆောင်နေရာကပါဝင်လာခဲ့တယ်။ဒီဇလန်းတွေကလည်းကြီးစုနှုန်း37.3ရာခိုင်နှုန်းထိရရှိခဲ့တယ်။ပြောရရင်မင်းသမီးအနေနဲ့ဇလန်းများစွာမှာတရုတ်မဆောင်ဘူးတိတိုင်းဖြော်ပြရေးအစီအစဉ်များစွာမှာတော့ပါဝင်ခဲ့ပြီးလူအများအကြားသူ့ပုံရိပ်ဟာဆွဲထင်နေခဲ့ပါ ါတယ်။ထို့အတူသူ့အနေနဲ့ KBS အပေါ်တန်ရုံးစင်ကြီးကြောင့်နဲ့သူ့ကိုအဓိကဆက်ဆောင်နေရပေးခဲ့တဲ့အလုံများစုဟာ KBS ကဖြစ်တာကြောင့်လို့သူပြောခဲ့ဘူးတယ်။စီးပွားဖြစ်လက်ထက်ခွင့် စော်ရင်အားရဲ့အနောက်ကိုတေချာမြင်တွေ့စေနိုင်မဲ့ဇလန်းတစ်ခုရှိတယ် SBS က2020မှာထုတ်လွှင့်တဲ့စီးပွားဖြစ်လက်ထက်ခွင့်မှာပေါ့တစ်လျှောက်လုံးသပင်ရှိကိုသာထားခဲ့တဲ့စော်ရင်အားဟာသပင်တူကိုပထမဆုံးအဖြစ်မျက်လိုက်တဲ့ဖြစ်ဆန်တဲ့အပြင်စင်ကလည်းသူ့ကိုပိုပြီးထင်ရှားစေခဲ့ပါတယ်အဓိကဆက်ဆောင်ကကင်ဆယ်ကျုံးဖြစ်ပေမဲ့သူ့ရဲ့ဒုတိယဆက်ဆောင်နေရာကလည်းထူးခြားခဲ့တယ်အရင်ဇလန်းတွေမှာမတွေ့ရတဲ့သူ့ရဲ့ချစ်စရာနဲ့နှစ်လိုပွဲကောင်းမှုတွေကြောင့်တုံ့ပြန်မှုကောင်းကိုရရှိခဲ့ပါတယ်ဒီဇလန်းရဲ့ကြီးစုနှုံးကအစာပိုင်းမှာနှိမ့်ခဲ့ပေမဲ့နောက်ပိုင်းမှာရေပန်းစားလာကလူအများအကြာပြောများလာခဲ့တယ်ဇလန်းတွေတွေစ တင်ကြီးမဲ့သူတွေအတွက်တော့ဒီဇလန်းကကြည်ပျော်ရှုပျော်ဇလန်းတစ်ပုတ်ပါပဲ Overwatch Overwatch ကစားရတာနှစ်သက်ကြောင်းစောရင်အားပြောဘူးတယ်ရုပ်တံထုတ်လွှင့်မှုတစ်ခုမှာ Overwatch ကစားနေတဲ့သူ့ပုံရိပ်နဲ့တူသူ့ရဲ့အတော်မြင့်တဲ့ level နဲ့အရေးသွေးကိုထုတ်ပြခဲ့ဘူးတယ်တခါကဆိုနှစ်ပတ်လောက်အပြင်းမထွက်ပဲဂိမ်းကစားဘူးတယ်လို့သူကဆိုတယ်ဇလန်းတွဲရိုက်ကူးရေးရှိတဲ့အခါဝန်ထမ်းတွေနဲ့ဂိမ်းကြောင်းတွေကိုပြောဖြစ်တယ်လို့လည်းသူပြောပြတယ်တိုးပေမဲ့ဒီချက်လက်က2018ခုနှစ်ကဖြစ်လို့အခုချိန်ထိသူ့ Overwatch ကစားနေသေးလားဆိုတာသိမသေးကြတော့ပါဘူး game boom ချုံချွာရဲ့ စောရင်အားကမြို့သူဆန်တဲ့ပုံရိပ်နဲ့ရိုးရှင်းတဲ့အသွင်ရှိသူပေါ့သူ့ရဲ့ပုံစံကိုကြည့်ရင်တွေ့ရတဲ့အချိုးအစစ်နဲ့ဖွင့်ထွားတဲ့ခန္ဓာကိုယ်မျိုးရှိတယ်ဒါကြောင့်သူဟာထူးခြားတဲ့တရုတ်ဆောင်တယောက်လို့ထင်မိတယ်ရှာကြံပြည့်စုံရမယ်ဆိုရင်သူ့မှာအနှဲငယ်ထင်းတဲ့နှာခေါင်းရှိနေတယ်လို့ပြောရမယ်ယခုအချိန်ထိသူဟာငယ်ရွယ်မှုပြိုနေသေးမှုနောက်ပိုင်းမှာသူ့အလှကပုံမပေါ်လွင်လာနိုင်မယ်ထင်မိတယ်အခုအချိန်မှာတော့သူဟာခေါင်းဆောင်မင်းသမီးနေရာကိုအခိုင်အမာရရှိနေခဲ့ပါပြီသူ့ရဲ့ရှေ့ဆက်လာမယ့်လူပညာလှူရှားမှုတွေကိုဆက်လက်ဆောင်မှုကြတာပေါ့